အန္တရာခရီးတူစီဖို့လောဘတရားတွေဒေါသတရားတွေမောဟတရားတွေကြောင့်အန္တရာရှည်ကြတယ်အဲ့ဒီတန္တရာကို ပို့ပြီးတော့ရှည်စေတဲ့အရာဆိုတာရှိတယ်မြတ်စွာဘုရားဟောထားတယ်ငါဥစ္စာငါဥစ္စာလို့ဆွဲလန်းတဲ့တဏှာငါငါလို့ဆွဲလန်းတဲ့မာနငါအတ္တငါအတ္တငါဝိညာဉ်လို့ဆွဲလန်းတဲ့ဒိဋ္ဌိအဋ္ဌနာတရားမာနာတရား ဒိဋ္ဌိတရားတွေကတန်တရာကိုစွဲဆန့်တယ်တန်တရာကိုချဲ့တယ်ဒါကြောင့်ပပင်စာတရားလို့ခေါ်တာအဲ့ဒီပပင်စာတရားကိုတတဝါတွေဟာမသိလို့ပွားနေကြတယ်အရာရာကိုငါဥစ္စာငါဥစ္စာနဲ့ဒီလိုပဲစွဲလန်းပြီးနေကြတာပဲကိုယ်လည်းမပိုင်ပဲနဲ့ပိုင်တယ်ထင်နေကြတာပဲငါလည်းမဟုတ်ပဲငါလို့ထင်နေတာပဲ နောက်ဆုံးတော့တတ္တဝါတိုင်းဟာမြေပြင်မှာအကောင်ပုတ်အနေနဲ့ဆုံးပြစ်ခံကြရတာပဲတည်ဆုံးသွားတဲ့အခါကျရင်ဘသူမှနှစ်သက်ချင်းတွေ့တာချင်းမရှိကြတော့ဘူးဆုံးပြစ်လိုက်ကြတာပဲအဲ့ဒီလိုနဲ့ဆွေမြေပုတ်တိုးသွားရပြီးတော့တလေးပါအစုသူတန်းနဲ့သူပြန်ပေါင်းပြီးတော့သွားကြတာပဲမသေးခင်ကငါဟဲ့ငါဟဲ့နဲ့ထောင်လွှမ်းနေတာ ေသွားတော့ဘာမှလည်းမဟုတ်ဘာမှလည်းယူသွားလို့လည်းမရကိုယ်ဆွေမျိုးတွေတယောက်မှလည်းကိုယ်နောက်ကိုလိုက်မလာကြအောင်အဲ့ဒီသဘောတရားကိုနားလည်မယ်ဆိုရင်တတိတံဝေကားလေးနဲ့ကုသိုလ်ရဖို့ကြိုးစားကြမှာပဲလူလောကကြီးထဲမှာနေတာလူသားပိသားစွာနဲ့နေကြရင်သူဦးနဲ့သူရိုင်းပင်ကြ၊ကုညီကြ၊ဖေးမကြအဲ့ဒီလိုနေကြရမှာ လွယ်နေတဲ့ကိစ္စတွေကိုပိုးပြီးတော့လွယ်သွားအောင်ရိုင်းပင်ကူညီဖေးမှဒီလိုနေကြရမှာဒါပေမဲ့လူတွေကအတ္တကြီးတော့မနေနိုင်ကြဘူးငါပဲစားကြတယ်သူစားတာကိုမကြည့်ခြင်းဘူးငါပဲသုံးကြတယ်သူသုံးတာကိုမကြည့်ခြင်းဘူးဆိုတဲ့စိတ်တွေဖြစ်လာတော့လွယ်နေတဲ့အရာတွေခက်ခဲလာကြတယ် လွယ်လွယ်ကူကူပြေးရမယ့်ကိစ္စတွေလွယ်လွယ်ကူကူမပြေးကြဘူးလောဘကြီးတဲ့သူတွေအတ္တကြီးတဲ့သူတွေကိုကြိုးကြည့်တဲ့သူတွေကြောင့်လူတွေမှာလွယ်သင့်ရတာနဲ့မလွယ်ကြဘူးအစဉ်ပြေသင့်ရတာနဲ့အစဉ်မပြေကြဘူးလွယ်လွယ်ကူကူရမယ့်အခွင့်အရေးလေးတွေကိုခဲယဉ်စွာနဲ့ယူနေကြရတယ်ဘာမှအပန်းမကြီးတဲ့ကိစ္စလေးတွေကို ခြေကုံလက်ပန်းကျပြီးတော့ယူနေကြရတယ်။အမှန်တကယ်ဆိုမွေးပွားလာကြတဲ့ကိုကလူတူချင်းတူချင်းရဲ့လူသားအခွင့်အရေးအနေနဲ့ပြောမယ်ဆိုရင်ခြေတလန်းလန်းရင်ခြေတလန်းရောက်တင်တယ်။ဆယ်လန်းလန်းရင်ဆယ်လန်းရောက်တင်တယ်။သို့တော်လည်းပဲအတ္တကြီးတဲ့လူတွေလွှမ်းမိုးနေတဲ့အခါလန်းကျင်တဲ့ခြေတလန်းထောင်းမှာ လွတ်လွတ်လပ်လပ်လမ်းကွယ်မရတဲ့လူတွေဖြစ်လာကြရတယ်။အတ္တကြည်သူများကြောင့်လောဘကြည်သူများကြောင့်မနာလိုစိတ်များသူများကြောင့်လွဲသောအရာတွေကိုခက်ခဲစွာလုပ်ရတာ။ဘဝအတွက်ကိုကျွန်တော်ဘကိုရက်ပြီးတော့စူးစားခြင်းပေမဲ့အဲ့ဒီရက်နေတဲ့ခြေတော်ကိုရက်လို့မရအောင်ဖြည့်စည်းဖြစ်ခြင်းကြတယ်ရိုက်ချိုးခြင်းကြတယ် ယတ္တိဇယနေရာရှိနေပြန်တော့လေအဲ့ဒီနေရာမရှိအောင်ဖြည့်ဆည်းပြစ်ချင်ကြတယ်အဲ့ဒီလိုလောဘဒေါသမောဟများနေတဲ့လောကကြီးထဲမှာလွယ်သောအရာတွေခက်ခဲကုန်ကြတယ်အရှင်ပြေမဲ့အရာတွေအရှင်မပြေတော့ဘဲနဲ့ပြဿနာတွေ များစွာကြုံကြရတယ်ငွေရပါ အခွင့်အရေးတိုင်းမရရှာကြဘူး လောဘဓာတွေဒါကြောင့်မြတ်စွာဘုရားကဒီ32ပုံမှာအေးချမ်းတယ်ဆိုတဲ့အပြည့်သက်ငြိမ်းချမ်းတယ်ဆိုတဲ့ဘုံဘဝဆိုတာမရှိဘူးတူနဲ့တူဆက်ဆံကြရတယ်ဆိုတဲ့အရာတွေပေါ်လာတာနဲ့အမြမနာလိုခြင်းဆိုတဲ့အရာတွေအောင်မြင်မှုကိုမရှုစိန်ခြင်းဆိုတဲ့အရာတွေအလိုလိုပေါ်လာတာပဲ ကိုယ်ပေါ်မှာကြိုက်တဲ့သူတွေရှိသလိုမကြိုက်တဲ့သူတွေလည်းမနှဲဘူးကိုကိုအောင်မြင်စေချင်တဲ့သူတွေရှိသလိုပျက်စီးသွားစေချင်တဲ့သူတွေလည်းပဲမနှဲဘူးအဲ့တော့လောကကြီးကအမှန်တိုင်းမြင်လို့မရအောင်ပြနေတဲ့အရာတွေကတခြားနောက်ွယ်မှာဖြစ်နေတာတွေကတခြားလူတွေရဲ့မျက်နှာမှာပြုံးပြထားတဲ့အပြုံးကတခြား ရင်ထဲမှာပုတ်လောင်းနေတဲ့အပုတ်တွေကတခြားအဲ့ဒီလိုဖြစ်နေတာကို အမှန်တွေရှားပါနေတယ်အမှန်တရားတွေခေါင်းပါနေတယ်အဲ့လို အမှန်တရားတွေပြောက် အမှန်တရားတွေခေါင်းပါနေတော့ငါဥစ္စာငါဥစ္စာနဲ့ဒီလိုလူတွေပုံများလာတယ်ငါဟဲ့ငါဟဲ့လို့မာနနဲ့ထောင်လွှားတဲ့သူတွေပုံများလာတယ် ငါအတ္တကောင်းငါဝိညာဉ်ငါအတ္တဆိုတဲ့အဲ့လိုအယူလဲအမြင်လဲအတ္တဆိုသမားတွေများလာတယ်များလာတော့အေးချမ်းစရာအကြောင်းမရှိတော့ဘူးဒီလိုလူတွေလုံလိုက်တဲ့အလုံမှန်တပြားဟာမိမိသူတပါးစင်းရဲစေဖို့အလုပ်တွေပဲလုပ်ကြတော့တာမိမိသူတပါးချမ်းသာဖို့အလုပ်ကိုသူတော်ကောင်းတွေမှသာ လုပ်နိုင်တာအနစ်နာခံပေးခြင်း ိုကျိုးစုံပေးခြင်းဆိုတာသူတော်ကောင်းတွေမှလုပ်တာအနည်းနာခံပေးတဲ့သူမျိုးလည်းရှိပါမှကိုကျိုးစုံပေးတဲ့သူမျိုးတွေလည်းရှိပါမှခက်ခဲနေတဲ့သူတွေအတွက်အစဉ်ပြေခြင်းအသက်ရှူချောင်ခြင်းဆိုတဲ့အရာတွေဖြစ်လာမှာပေါ့ကိုရတာကိုစားဖို့ပဲသူမစားရတာကိုနဲ့မဆိုင်ဘူးကိုရှိတာကိုသုံးဖို့ပဲသူမသုံးနိုင်တာကိုနဲ့မဆိုင်ဘူးဆိုတဲ့ တကူကောင်းစိတ်တွေနဲ့နေမယ်ဆိုရင်လောကကြီးမှာဆင်းရဲတဲ့သူတွေအများကြီးပိုပြီးတော့တွေ့လာရဖို့ပဲရှိတယ်။အင်းရှိဖို့အိမ်တော်မချမ်းသာကိုတယောက်တည်းအစဉ်ပြေနေုံနဲ့အစဉ်ပြေတယ်လို့ပြောလို့မရဘူး။ပဝန်းကျင်တစ်ခုလုံးပြောင်းဆန်နေတဲ့ဆိုရင်ကိုယ့်ရဲ့အေးချမ်းမှုကိုလည်းတနည်းနဲ့ရိုက်ခတ်လာလိမ့်မယ်။ကိုတယောက်တည်းချမ်းသာပြီးတော့အများဆင်းရဲနေရင်လည်းကိုယ့်ရဲ့ အသက်ဘေးအန္တရာယ်ဆိုတာဒီနေ့နေ့မှာဆက်ရောက်လာတတ်တယ်။အဲဒီတော့လောကမှာမျှဝေစားသုံးခြင်းပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့အရာတွေကို သူတော်ကောင်းတွေဟောကြားထားတဲ့အတိုင်းကျင့်သုံးရတယ်။ကိုယ်ကနားမှာအစင်မပြေတဲ့သူတွေကိုမြင်တဲ့အခါကိုချင်းစာတရားတရားပြီးတော့နိုင်တာလုပ်ပေးရတယ်။ကိုတယောက်တည်းပဲစားနေလို့မဖြစ်ဘူး။ ိုဓမင်းပကံတဲကခွဲချမ်းပြီးတော့ကျွေးတင်တဲ့အခါမှာကျွေးရမယ်အဲ့ဒီလိုသာလူသားတိုင်းမှာတူညီတဲ့စိတ်တွေရှိမယ်ဆိုရင်လောကကြီးကตายရတာပေါ့အခုတော့ငါဥစ္စာငါငါအတ္တလို့ဆွဲသောတဏမာနဒိဋ္ဌိအစွဲတွေနဲ့လုံနေကြတဲ့အခါစင်းရဲတန်တရာရှည်တယ် ပုဂ္ဂိုလ်တိုင်းလည်းပဲဒီဘဝမှာตาလို့မလို့ဆိုပြီးတပတ်သားကိုအနိုင်ယူထားတဲ့အခါဒီဘဝတော့နိုင်ကောင်းနိုင်ပါလိမ့်မယ်။နောင်ဘဝတွေမှာတော့သူနိုင်တာကိုပြန်ခံရတဲ့ဘဝတွေကိုရောက်ကြတာ။မြတ်စွာဘုရားဟောကြားထားသောအထုပ္ပတ္တိတရားဒေသနာတွေဒီထဲမှာအဲ့ဒီလူတွေအများကြီးတွေ့ရတယ်။ဒီဘဝမှာตาရတယ်။နောင်ဘဝကြတော့အတုံးအလဲပြန်ပေးဆက်ရတယ် ရဟန္တာဖြစ်သည်ယထိဝိကျွေးကမပြေဘူးရဟန္တာဖြစ်တာတောင်းမှအဲ့ဒီဝိကျွေးတွေလိုက်တယ်ဒီလိုမျိုးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တတိထားရမယ်ဆင်ခြင်ရမယ်ဝိကျွေးဆိုတဲ့အရာတွေအလကားမဟုတ်ဘူးအကြောင်းပြုထားရင်အကျိုးကဖြစ်ကုန်ဖြစ်တာကိုကိလေသာဆိုတဲ့ကိလေသာဝတ်အဝိဇ္ဇာတဏှာ ဥပါဒံဆိုတဲ့ကိလေသာတရားတွေဒေသလေးပါးကိုမသိသောအဝိဇ္ဇာဆင်းရဲမမသိတာကိုလုံနေတဲ့အရာတွေကဆင်းရဲကိုရစေမဲ့အကြောင်းတွေမှမသိတာဒီအကြောင်းလေးတွေပယ်လိုက်ရင်ဆင်းရဲငြိမ့်တယ်ဆိုတာကိုမသိတာဆင်းရဲငြိမ့်ဖို့အတွက်ဘယ်လိုရှုမြင်ရမလဲဘယ်လိုတွေးချင်ရမလဲဘယ်လိုစူးစမ်းရမလဲဆိုတာမျိုးတွေကိုမသိတဲ့အတွက် ဆင်းရဲရှိကြတယ်မိမိသူတစ်ပါးနှစ်ဦးသားတို့ဆင်းရဲဖို့အလုပ်တွေကိုလုပ်ကြတယ်အဲ့ဒီလိုမတိချင်းအဝိဇ္ဇာကြောင့်လည်းပဲဆင်းရဲဖြစ်တဲ့ကိလေသာဝက်ငါဥစ္စာငါဥစ္စာနဲ့ဆွဲလန်းပြီးတော့ချစ်ခင်မှုတွေ့တာမှုအပါအဝင်ဒီအစွဲတွေဟာတဏတရားတွေကာမတဏဘဝတဏဝိဘဝတဏလို့တဏ၃ပါးရှိတယ် အစင်းတွေအတန်တွေအနံ့တွေအရသာတွေအထိအတွေ့တွေကာမဂုဏ်တရားလို့ခေါ်တယ်ကိုယ်ပတ်ဝန်းကျင်မှာလေ့လာကြည့်လိုက်ပတ်ဝန်းကျင်ပတ်ဝန်းကျင်လို့ပြောနေတဲ့အရာဟာအဲ့ဒီမြင်စရာအစင်းတွေနဲ့တိဆောက်ထားတာပဲပတ်ဝန်းကျင်လို့ပြောနေတဲ့အရာဟာကြားရမယ့်အတန်တွေနဲ့တိဆောက်ထားတာပဲအဲ့ဒီပတ်ဝန်းကျင်ဆိုတာက အနံ့တွေနဲ့ဖွဲ့စည်းထားတာပဲ အရာသားတွေနဲ့တိဆောက်ထားတာပဲထိတွေ့စရာအာယုံတွေနဲ့ဖွဲ့စည်းထားတာနေစဉ်ကြည်နေကြတယ်နေစဉ်အတန်တွေနားထောင်နေကြတယ်နေစဉ်အနံ့တွေရှိနေကြတယ်နေစဉ်အစာတောက်စားနေကြတယ်နေစဉ်ထိတွေ့စရာအာယုံတွေနဲ့ထိကြတွေ့ကြဂင်ကြတွေ့ကြတယ်အဲ့ဒီအရာတွေကိုကိုထိတွေ့ဂင်တွေ့စားသုံး ရှုမြင်နေတဲ့အရာတွေပေါ်မှာတက်မှတ်နေတာကိုကာမတဏလို့ခေါ်တယ်။ဘဝတဏဆိုတာကတော့တတ္တတဒိဋ္ဌိနဲ့တကွာဖြစ်သောတတ္တဝါဆိုတာမြဲတယ်။ဒီဘဝပြီးလဲနောက်ဘဝဆိုတာရှိနေအောင်မှာပဲ။အဲ့ဒီလိုတရားသဘောအရာအဝိဇ္ဇာရှိနေသေးရင်ဆင်းရဲအကျိုးဆိုတာလာအောင်မယ်။အဝိဇ္ဇာချုပ်သွားရင်တော့ ဆင်းရဲဆိုတဲ့အကျိုးတရားတွေမလာတော့ဘူးလို့သိတာမျိုးမဟုတ်ဘဲနဲ့သူကတတဝဝိညာဉ်အဲ့ဒီအရာဟာပြောက်မသွားဘူးလူသားသေရင်သေသွားတယ်ဝိညာဉ်ကနောက်ဘဝကိုကူးသွားတယ်စသဖြင့်အလွဲတွေလိုက်ဆွဲလန်းနေတာတတတာဒိဋ္ဌိနဲ့တကွာဖြစ်တယ်တတဝမြဲတယ်လို့ထင်တဲ့အဲ့ဒီအထင်အမြင်နဲ့ဆွဲတော့အဆွဲဘူး ဘဝတဏှာလို့ခေါ်တယ်တနည်းအားဖြင့်ရူပဝဆရဘဝအရူပဝဆရဘဝပဲကိုတောင့်တတဲ့တဏှာကိုလည်းဘဝတဏှာလို့ခေါ်တယ်နောက်ဝိဘဝတဏှာဆိုတာကတော့ဒီဘဝပြီးရင်ပြီးပြီဘာမှဖြစ်เสียမလို့တော့ဘူးဘဝပြတ်ပြီလို့အကြောင်းပြတ်လို့အကျိုးပြတ်တာကိုနားလည်လို့မဟုတ်ပဲနဲ့သူ့ဘာသာသူထင်မိထင်ရမြင်မိမြင်ရနားထောင်မိနားထောင်ရနားထောင်ပြီး ဆွဲမိဆွဲရဆွဲတာဥဒုကံအကုဒုကံကိုမယုံတဲ့သူတွေနောင်ဘဝဘာမှအကုဒုလောက်ထားလဲခံစရာမလိုဘူးကုဒုလောက်ထားလဲအကျိုးမပေးဘူးလို့ဆွဲပြီးတော့ဒီဘဝပြည့်ပြီးတာပဲလို့ဆွဲရတော့အဆွဲဥစ္စေတာဒိဋ္ဌိနဲ့တကွာဖြစ်တဲ့အဆွဲကိုဝိဘဝတဏလို့ခေါ်တယ်အဲ့ဒီတဏတွေကကိလေသာဝတ်ပဲဒီအဆွဲတွေနဲ့ပဲ ဘဝအတ္တတွေပြန်ပေးတာသူကဒီဘဝပြီးပြတ်တယ်လို့သူထင်ပေမဲ့တကယ်တမ်းကျတော့ပြတ်တဲ့တော့ချုပ်တဲ့တော့ကိလေသာတွေသူ့မှာအပုံလိုက်ဒုနဲ့ဒေးနဲ့ရှိနေတာဖြစ်တဲ့အတွက်အကြောင်းမချုပ်တဲ့အတွက်ကြောင့်အကျိုးကချုပ်เสียအကြောင်းမရှိဘူးသူတည်တဲ့အခါကျတွေ့မှာပေါ့ဒီလိုပဲမပြတ်တဲ့ဝတ်ကိုတဏှာတွေဟူသော အကြောင်းတရားနဲ့လဲနေတယ်။နောက်ဥပါဒံဆိုတဲ့သဘောတရားအစွဲအလန်းကာမုပါဒံဆိုတဲ့အဲ့ကာမဂုဏ်တွေကိုဆွဲလန်းတဲ့ဆွဲလန်းမှုလောဘလိုတရားကိုရတယ်။ဒိဋ္ဌုပါဒံလို့ပြောသောပုဂ္ဂိုလ်တတ္တဝါဆွဲသောမမြဲတာကိုမြဲတယ်လို့ထင်သောစင်ရတာကို ချမ်းသာတယ်လို့ထင်သောအစိုးမရတာတွေကိုအစိုးရတယ်လို့ထင်နေသော ဒိဋ္ဌိကိုဒိဋ္ထုပါဒံလို့ခေါ်တယ်။နောက်သီလပတုပါဒံဆိုတာနွားအကျင့်ခွေးအကျင့်တို့ဖြင့်တတဝါတယောက်ဆင်ကြဲတယ်လို့ယူဆတဲ့ဒိဋ္ထိတစ်မျိုးအတ္တဝါဒုပါဒံဆိုတဲ့အတ္တကောင်ဝိညာဉ်ကောင်စသည်ဖြင့်ဆွဲလန်းတဲ့ဒိဋ္ထိတစ်မျိုးအချို့အားဖြင့်ဆိုရင်တဏှာနဲ့ဒိဋ္ထိပဲအဲ့ဒါတွေဟာကိလေသာဝတ်ဒီကိလေသာဝတ်တရား လဲစေသောဒီကိလေသာ ရှိမယ်ဆိုရင်တော့ကိလေသာကြောင့်အလုပ်တွေလုပ်ကြတော့ကာမဝတ်တွေဖြစ်တယ်အဲ့ဒီအလုပ်တွေကအတိတ်တုန်းကဆိုရင်သင်္ခါရလိုအမြင်ရသောဘုံညာပြီသင်္ခါရအဘုံညာပြီသင်္ခါရအာနင်းစားပြီသင်္ခါရဆိုတဲ့ကုသိုလ်အကုသိုလ်တွေပြုခဲ့တယ်ပြစုံဘဝမှာလဲကာမဘဝလို့ခေါ်သောကာယကံဝစီကံမနောကံ ုသိုလ်အကုသိုလ်တွေလုပ်ကြတယ်အဲ့ဒီသင်္ခါရနဲ့ကမ္မဘဝလို့ခေါ်တော့ကမ္မဝတ်လဲစေတော့ဒီဝတ်ကိုပြုမယ်ဆိုရင်ဝိပါကဝတ်ဆိုတဲ့နောက်ထပ်ဆင်းရဲတွေကိုရစေတယ်ဝိညာဏယုတ်တလာယရဏဖတ်တဝေဒနာ ။တမ္မဘဝကပြည်တော်ဥပကဘဝတစိတ်ဥပပတ္တိဘဝဆိုတဲ့တရားပြည်လို့ရှိရင်ဇာတိနဲ့ဇရာမရဏနဲ့အဲ့ဓာတွေတွဲလိုက်တဲ့အခါကျတော့ဝိညာဉ်၊နာယုတ်၊သာလယရဏ၊ဖတ်ဝေဒနာဘဝတစိတ်ဖြစ်တဲ့ဥပပတ္တိဘဝဇာတိဇရာမရဏဆိုပြီးတော့ရှစ်ပါးဝိပါကဝတ်ရှစ်ပါးဝတ်တယ်လဲမယ်နောက်ဘဝရတာကိုပြောတာ ောက်ထပ်ခန္ဓာတွေရတာကိုပြောတာဇာတိရမယ်အိုးအောင်မယ်တည်အောင်မယ်အဲ့ဒီလိုနဲ့ဆင်းရဲတွေကိုဖြစ်စေတော့ကိလေသာဝတ်တွေရှိရင်ကာမဝတ်တွေကိုပြုကြတယ်ကိလေသာကြောင့်အလုပ်တွေလုပ်တယ်အလုပ်တွေလုပ်တော့အကျိုးတွေပေးတော့ဝိပါကဝတ်တွေဖြစ်တာပေါ့ဒါတွေဘာကြောင့်ဖြစ်နေတာလဲဆိုတော့အချုပ်ကသစ္စာလေးပါးကိုမသိတဲ့မောဟ ငါဥစ္စာငါဥစ္စာနဲ့ဆွဲလန်းပြီးတော့နှစ်သက်တွဲတာနေတဲ့တဏှာအဲ့လိုဆွဲလန်းနေတဲ့ဥပါဒံဒီတရားတွေချောင်းပဲဒီတရားတွေရှိနေသမျှတော့ဆင်းရဲတွေဖြစ်နေမှာပဲအဲ့တရားတွေဂိမ်းအောင်နေတဲ့ပုံကိုတယောက်ကလည်းမိမိသူတစ်ပါးနှစ်ဦးသားတို့ဆင်းရဲဖို့အလုပ်တွေကိုလုပ်နေမိအောင်မှာပဲဒီတော့လောကကြီးကိုကြည့်လိုက်ရင်လူလောကကိုကြည့်အောင်မလား ိစ္ဆာလောကကိုကြည်ဩမလားနတ်လောကကတော့ကိုမမြင်နိုင်လို့ထားဖယားအဟောရဆိုနတ်တွေလည်းပဲတဦးနဲ့တဦးဘုံကြီးတဲ့သူကကြီးတယ်လို့ဘုံနေတဲ့သူကနေတယ်လို့တိမ်ငယ်ရတာတို့အားငယ်ရတာတို့ဝမ်းနေတာတို့ဝမ်းသာတာတို့သူတို့မှလည်းရှိရတာပဲဖြစ်ကြတာပဲဒီတော့အေးချမ်းတယ်ဆိုတဲ့အရာတွေကိုမတွေ့ရဘူး ခဏစိတ်ချမ်းသာလိုက်တော်တော်ကြာစိတ်ဆင်းရဲစရာပေါ်လိုက်အဲ့လိုကြုံတဲ့နေရာတွေမှာလူဘဝမှာပို့ပြီးတော့တွေ့ရလိမ့်မယ်လူဘဝမှာစိတ်ချမ်းသာစရာကြားလိုက်တော်တော်ကြာစိတ်ဆင်းရဲစရာကြားလိုက်မမြဲသောသင်္ခါရတရားတွေမြန်မြန်ဆန်ဆန်တွေ့ရတဲ့ဘဝပေါ့နှစ်ပြည်တို့မြမပြည်တို့ဆိုတာကတော့တတ်တန်းတွေရှေ့ကြတော့နှစ်ပြည်ဆိုရင်ကာမဂုဏ်စည်းစိမ်တွေစံစားရတဲ့ အခွင့်အရေးတွေကများနေတော့သူတို့ကကုသိုလ်တောင်မေ့နေတတ်တယ်။ညမာတွေကတော့သူတို့ဇန်ချမ်းသာနဲ့သူတို့နေတော့အခိုက်အတန့်အားဖြင့်ဒီဘဝမကုံချင်းတော့အေးချမ်းနေကြတာပဲ။ဝိမပြတ်သေးဘူးဆိုရင်တော့ညမာပြည်ကနေပြီးတော့လဲအောက်ကကာမဘုံကို ပြန်ဆင်းလာတတ်တယ်။ဝိပြတ်ပြီးပညာဘုံဉာဏ်တွေကိုကြားထားပြီးဆိုရင်တော့အထက်မဲ့အလို့ငါ ပြန်မစင်းကြတော့ဘူးအဲ့ဒီမြမာတွေကတော့ဒီလိုမှမဟုတ်ရင်တော့သာမန်ပုထုဇဉ်ဘဝနဲ့မြမာဖြစ်မယ်ဆိုရင်တော့လူကြီးလည်းပြန်ရောက်အောင်ပါပဲတရိစံလည်းပြန်ဖြစ်နိုင်သေးတာပဲဒါကြောင့်မလို့အရိယာမတ်ကိုရဖို့မြတ်စွာဘုရားကတိုက်တွန်းတာအရိယာမတ်ကိုရတယ်ဆိုတာကလည်းအဲ့ဒီကိလေသာဆိုတဲ့သဘောတရားတွေကိုပယ်ဖို့အဓိကအကြဆုံး လောဘပယ်အောင်ကြိုးစားရတာဒေါသပယ်နိုင်အောင်ကြိုးစားရတာမောဟပယ်နိုင်အောင်ကြိုးစားကြရတာအခြေခံအဲ့ဒီတရား၃ပါး ਨੇ အတူမာနဒိဋ္ဌိဝိသိကိစ္စထိနဥဒိစ္စအာဟိရိကအနုတ္တပါဆိုတဲ့စိတ်ကိုညင်ညူးစေသောညစ်ထေးစေသောဒီကိလေသာတရားတွေကိုဘုရားရှင်ကအကုန်ပယ်ခိုင်းတာ ဒီလိုအကုန်ပယ်ကြမယ်ဆိုတော့စဉ်းစားကြည့်ကို့မှာအဲ့ဒီကိလေသာပဲရှိသလားမေးတရတယ်ဆန်းစစ်တရတယ်သူတစ်ပါးကိုလိုက်ကြည့်မနေနဲ့လို့ဘုန်းကြီးပြောပြီးထားအတိုင်းပဲသူတစ်ပါးကိုလက်ညှိုးထိုးမယ်ဆိုကို့ကိုပြန်ထိုးမယ်လက်ညှိုးတွေလည်းအများကြီးပဲအဲ့တော့သူများကိုလက်ညှိုးထိုးနေတာအကျိုးမရှိဘူးကို့ကိုကို ပြန်ပြီးတော့လက်ညှိုးထိုးကြည့်ပြီးကို့ကိုကို ပြန်ပြီးတော့ ြုပြင်ဖို့ဆင်ကျင်တဲ့အခါရှုမြင်သုံးသတ်တဲ့အခါကိုယ်အမားတွေမြင်လာလိမ့်မယ်ကိုကလည်းလောဘတောင်းကောင်းပါလားလောဘတွေများတဲ့အတွက်ကြောင့်ကိုချစ်တာကိုကြိုက်တာဆိုတဲ့အရာတွေဘက်ကိုလိုက်ပြီးသံဃာဂရီလိုက်တတ်တဲ့သူပါလားသံဃာဂရီလိုက်နေသေးတယ်ဆိုရင်အပေကမလွတ်သေးဘူးကိုကိုကိုအဲ့လိုဆုံးမရတယ်တရားဖြင့်ဆုံးမရတယ်တရားဖြင့် ယဉ်ကျေးပြီးတဲ့သူဆိုတာဘုရားရှင်မှားထားတဲ့အတိုင်းမိမိကိုယ်ကိုမိမိပြန်ရှုပြီးတော့ကိုယ်အမားကိုကိုယ်ပြန်ရှုတဲ့သူတွေဒီလိုလူတွေကတရားကြောင့်ယဉ်ကျေးလာတယ်တရားကြောင့်ပဲချမ်းသာမှုတွေခံစားလာရတယ်အဲ့တော့လောကမှာလက်ရှိဘဝမှာစည်းစိမ်ဥစ္စာတွေချမ်းသာတဲ့လူချမ်းသာကြီးတယောက်ဖြစ်ခြင်းမှဖြစ်မယ်သို့တော့ တရားကိန်းတဲ့အတွက်စိတ်ချမ်းသာသူ ဖြစ်မှာကတော့မလွဲဘူး။ဒါကြောင့်လဲဆိုတော့ဘုရားမှာကြတဲ့အတိုင်းတမတ်ခြင်းတွေဆွဲလန်းခြင်းတွေဆိုတဲ့အရာတွေကို သူကချိုးနှိမ်နေတဲ့သူကိုဒီတော့တမတ်မှုနေတယ်။မောက်မှခြင်းမရှိဘူး။အရာရာကိုတင့်တင့်စွာနှလုံးသွင်းတတ်တယ်။အရာရာကို အမြဲတော်တရားတွေဆင်းရဲတော်တရားတွေ ဖြစ်ပြီးတော့လည်းပြတ်ကြတာပါလားအမြဲတမ်းပေါက်ပြန်နေတဲ့အရာတွေပဲသာဝရတည်နေတဲ့အရာတွေဘာမှမရှိဘူးဒီလိုအမြဲတမ်းတရားလမ်းကြောင်းအတိုင်းနှလုံးသွင်းတာကိုယောနေတော်မနတိကာရဖြင့်နှလုံးသွင်းတယ်လို့ခေါ်တယ်ဒီလိုနှလုံးသွင်းနိုင်တဲ့သူတွေအေးချမ်းပြီးတော့နေကြတယ်ကိုကိုကိုတရားနဲ့ဆုံးမတာဩငါမှာလောဘရှိသေးတယ်ဒီလောဘကငါ ချိုးနေရမယ်ကိုကိုကိုပဲကြည်တယ်သူများကိုမကြည်ဘူးသူများအပြစ်တွေလည်းပြောမနေဘူးကိုကိုကိုကြည်တော့ကိုအပြစ်ကိုမြင်ပြီးတော့ပြင်လို့ရတယ်ဟုတ်ပြီရှော့ချလာတဲ့လောဘနည်းလာပြီမတော်လောဘတွေမရှိတော့ဘူးစသည်ဖြင့်ကိုရဲ့တိုးတက်လာမှုကိုကိုမြင်နေရပြီးတော့ပီတိဖြစ်လာလိမ့်မယ် ဒေါသလွယ်လွယ်ထွက်တတ်တာကိုလေကိုယ့်ဘာသာကိုကိုသိတော့ဩငါသည်ဒေါသတော်တော်မြန်တာပဲအနာလိုစိတ်လည်းတော်တော်ကြီးတာပဲဒါရင်ကြောင့်လောင်နေတာကိုဒေါသဆိုတာကောင်းကျိုးမပေးဘူးမိမိကိုသူတစ်ပါးကနှစ်ဦးစလုံးအကျိုးမဲ့စေတယ်မနာလိုစိတ်ထားတော့ကိုဘာအကျိုးရှိလို့တုံးကိုအရင်ပူလောင်ရတာ အမြဲတမ်းသူ့အကြောင်းကိုကိုကောင်းတဲ့ထဲ့နေမိတာကိုကကိုရှုံးနေတာပဲအဲ့တော့မနာလိုစိတ်အလင်းမရှိသူ့ကံနဲ့သူသူ့ရဲ့လုံလဝရိယသူ့ရဲ့ကံဉဏ်ဝရိယကြောင့်ရရှိတဲ့တဲ့အကျိုးသူရရှိပါစေခံစားပါစေကိုရကြရင်ကိုတိုင်ကြိုးစားဖို့ပဲလိုတယ်လို့အဲ့ဒီလိုမိမိကိုကိုအာယုံစိုက်တတ်တဲ့ကိုမှရှိနေသော ဒေါသအငြိအကြေးကိုပယ်တတ်တယ်ဒေါသအစားမေတ္တာစိတ်ထားနိုင်အောင်ထားရင်းနဲ့နောက်ဆုံးမှာအသားကျလာပြီးတော့မုန်းတယ်ဆိုတာကိုမရှိတော့လူတစ်ပတ်သားကိုအလိုမကျဘူးဆိုတာကိုမရှိတော့မေတ္တာစိတ်နဲ့ပဲအေးချမ်းစွာနေနိုင်လာတာတရားရဲ့အကျိုးတွေပဲအဲဒီလိုကိုကိုကိုပြန်ရှုပြီးတော့ကိုကိုကိုပဲဆုံးမလာတဲ့အခါ ငါဥစ္စာလို့ဆွဲလန်းမှုတွေလည်းမရှိတော့ငါလို့ဆွဲလန်းမှုတွေလည်းမရှိတော့ငါအတ္တလို့ဆွဲလန်းမှုတွေလည်းမရှိတော့ပဲလောကကိုယထာဘူတကြကြမြင်လာတယ်ဒီလောကကြီးထဲမှာတည်မြဲတာဘာများရှိလို့လဲခေတ်တွေစနစ်တွေကြည်အောင်မလားအမြဲကြဘူးအုတ်ချုပ်သွားကြတဲ့အုတ်ချုပ်သူတွေကို ကြည်အောင်မလားတကဘာလုံးကအုတ်ချုပ်သူတွေကိုပဲကြည်အောင်မလား မြဲကြပါဘူးအအုပ်ချုပ်ကံလူဒန်းစားတွေကိုပဲကြည်အောင်မလားမမြဲကြပါဘူးခဏတာလူလာဖြစ်ပြီးတော့ခဏနဲ့ပဲဘဝတကူအဆုံးတတ်ကြတာပါပဲနောက်ဆုံးတော့ကိုပြုတ်တဲ့ကံတွေပဲပိုက်ပြီးတော့ထွက်သွားကြရတာဒီတော့ကုသိုလ်ကံလေးပါလာလို့လူပြစ်နေတဲ့ဘဝမှာ ချီးနှီးပြစ်မသွားရအောင်ကုသိုလ်တွေပဲစုသွားမယ်သီလအနှစ်တမာရီအနှစ်ပညာအနှစ်ဆိုတဲ့အနှစ်တရားတွေပဲရအောင်စုသွားမယ်ကိုကိုကိုလောင်ကျွမ်းပြီးတော့ဘဝတစ်ခုအဆုံးအသတ်မခံနိုင်ဘူးမေတ္တာစိတ်ကလေးကိန်းကျင်ကိန်းမကိန်းကျင်ကုံတော်ပွားနေတဲ့မြတ်စွာဘုရားကိုအာယုံပြုတဲ့စိတ်ကလေးနဲ့နေမယ်တနာယူလုံးလုံးကုံတော်လေးနဲ့နေမယ် တနာယီလုံးလုံးမေတ္တာပွားပြီးတော့မေတ္တာစိတ်ကလေးနဲ့နေမယ်တနာယီလုံးလုံးမမြဲခြင်းကိုဆင်ခြင်နေတဲ့ဝိပဿနာကမ္မထံတကုတ်ကုကို အာထုတ်ပြီးနေမယ်မြင်ရသမျှကြားရသမျှနံသမျှစားသမျှထိတွေ့သမျှတွေးသမျှကြံသမျှအရာတွေအားလုံးဒီသင်္ခါရတရားတွေငြင်းမှမမြဲပဲလို့အမှန်တိုင်းမြင်နေပြီးတော့ ကိုကိုကိုဆုံးမလာတဲ့အခါအမြဲတ ारी ကိုမြင်ပန်းများတဲ့အတွက်ကြောင့်မတတ်မတ်တော့ဘူးအပြက်တွေကိုမြင်ပန်းများတဲ့အတွက်ကြောင့်မလို့မစွဲလန်းတော့ဘူးစွဲလန်းမှုကုန်းလာတဲ့အခါအေးချမ်းမှုဖြစ်လာတော့တာပဲအဲ့ဒီစွဲလန်းမှုတွေကြောင့်တတ္တဝါတွေတန်တရာရှိတယ်ငါဥစ္စာလို့စွဲတော့တနာစွဲငါလို့စွဲတော့မာနစွဲငါအတ္တလို့စွဲတော့ဒိဋ္ဌိစွဲ ဒီအစွဲတွေကြောင့်တန်တရာရှည်နေကြတာမရှည်ကြတော့ဘူးဘဝမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေကလည်းကိုယ့်ကိုတရားပြလိုက်ပြီးပြီမြင်နေသည်မမြင်စရာအာရုံတွေကလည်းကိုယ့်ကိုထိတ်လန့်အောင်တရားပြနေတယ်ကြားသည်မသတင်းတွေကလည်းကိုယ့်ကိုထိတ်လန့်မှုတန်ဝေကရအောင်တရားပြနေတယ်တွေ့ကြုံသည်မအတွေ့အကြုံအားလုံးဟာလည်း တိတံဝေကရအောင်တရားပြနေတာပါလားလို့တင့်တင့်တဲ့နှလုံးသွင်းတဲ့သားအမြဲနှလုံးသွင်းပြီးလောကကိုကြည့်တဲ့အခါအေးချမ်းတဲ့သူတယောက်ဖြစ်လာတယ်လောကတဘာဝကိုဆန့်ကျင်ပြီးတော့မနေတော့ဘဲနဲ့တဘာဝကိုလက်ခံနိုင်သူတယောက်ဖြစ်လာတယ်အမြဲသောဆင်းရဲသော အဆိုးမရသောတရားတွေကိုဖတ်တွေ့ထားတဲ့သူမဟုတ်တော့ဘူး အမြဲတော်တရားတွေကိုဆုတ်ကိုင်းပြီးတော့ပြောင်းလဲပေါက်ပြန်မှုတွေကြောင့်တောက အဖြစ်မခံတော့ဘူးဆင်းရဲတော်တရားတွေကိုဆုတ်ကိုင်းပြီးတော့သူတို့ရဲ့ပျက်စီးမှုကိုကြည်ပြီးတော့ငိုနေရတဲ့သူတရားအဖြစ်မခံတော့ဘူးကိုအစိုးမရတဲ့အရာတွေကို ဆုတ်ကိုင်းထားပြီးတော့အစိုးမရပြောင်းလဲပေါက်ပြန်သွားတဲ့အခါမှာပူလောင်နေရတဲ့သူတရားအဖြစ်မခံတော့ဘူးဘယ်အရာမြဲလို့လဲကိုခန္ဓာကိုယ်မှာရှိတဲ့ အင်းကအစိတ်အပိုင်းတွေတောင်ကိုယ့်အလိုကိုမှမလိုက်တာပြင်ပကလူတယောက်ကိုယ့်အလိုလိုက်ဖို့ဆိုတာဖြစ်နိုင်ပါမလားလောကတဘာဝအခြေအနေတစ်ခုကိုကိုယ်ဖြစ်ချင်တဲ့အတိုင်းပုံသွင်းတာဖြစ်နိုင်ပါမလားအကြောင်းတွေပါလာကြတဲ့အတွက်ကြောင့်ကြုံကံပါလို့ကြုံနေကြတာဖြစ်ကံပါလို့ဖြစ်နေကြတာတရားများများကျင့်နိုင်သောသူများမှလွတ်မြောက်ပါလိမ့်မယ်ဒါကြောင့် တရားနာသူအပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့စိတ်ကိုကိုကိုတိုင်းသာပြန်ရှုပြီးတော့ညှထင်းနေသောအရာတွေကိုတရားနဲ့စေချောနိုင်ကြပြီးအေးချမ်းမှုအရာတော်ကိုခံစားနိုင်သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးသစ္စာလေးပါးမြတ်တရားတို့ကိုသိမြင်နိုင်ကြကုန်၍ဝိစင်းရဲ့ကုံရာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော သူတော်ကောင်းသူတော်များများ ဖြစ်နိုင်ကြပါစေကုန်သတည်း